ဒီခွဲတဲ့ချိန်ကနန်းလေးကြီးကနန်းလက်မလေးကြီးတုံးပန်းကိုလှထောင်ရတဲ့အတွက်ကနန်းလေးလက်မလေးကြီးပဲဝဲလာပါတယ်ပြုတ်စားပါမယ်ဒါလေးတွေကိုငုံချွေတွေကိုဒီလိုထည့်ပြီးတော့ကိုက်ရလို့တော့တစ်ချက်ထူပါတယ်ချက်ထူပါတယ်ပြီးရင်သူချက်သားမုံလေးနဲ့နေပြီးတော့ဒီကိုပြုတ်စားမှဖြစ်ပါတယ် lấy thu lại nữa, hoa lười quá vậy. ိရှိတဲ့ရှင်နဲ့ဒီဟာတွေအကုန်လုံးထုတ်ဟမ်ဟုတ်ထုတ်ပြီးပါပါပြီထုတ်တော့အကုန်လုံးထုတ်ပြီးပါဖြစ်တဲ့အတွက်ဂျင်းနဲ့ကျက်သွန်မြူလေးကိုရက်အောင်ထောင်းပြီးတော့တနင်းနဲ့ကိုထည့်ပြနေပါမယ်ရာကြတားဟင်ချက်ဖို့အတွက်လည်းပါပါတယ်သူကနန်းအတွက်ဆိုမှဆိုရင်တော့ကနန်းအတွက်ပဲဆိုရင်တော့ဒီထောင်းထားတဲ့ဟာလေးကို ောင်းထားတဲ့ပမာဏကိုတစ်ဝက်ပဲထည့်ပြီးတော့နည်းဖို့လိုပါတယ်ဒါချက်သားဟင်းအတွက်ပါရောပြီးတော့ထောင်းလိုက်တာပါဟင်းရဲ့ချက်သွင်းမှုလေးရပါညက်နေအောင်ထောင်းပါမယ်ဟုတ်ဆိုရင်တော့ညက်သွားပြီးဖြစ်တဲ့အတွက်တစ်ဝက်ကိုအနမ်းနဲ့ထည့်ပြီးတော့နည်းလိုက်ပါမယ်အခုဆိုရင်တော့ကြက်သားရင်ချက်ဖို့အတွက်မချင်းရဲ့ကြက်သွန်ပြူရဲ့ကြက်သွန်နီရဲ့ထောင်းပြီးသွားပါပြီ။ ပြီးတော့မောင်ရဲ့ကြော်ဖို့အတွက်အဲပဇွန်ကြောက်ရဲ့စက်သွန်ပြူရဲ့စက်သွန်နီရဲ့လည်းထောင်ပြီးပါပါပြီကဲအဲ့တော့ပြုတ်စားမယ်ခဏန်းလေးကိုအရင်စက်သားမှုရဲ့ပြီးတော့ချင်းစက်သွန်ထောင်ထားတာရဲ့ဒီအမဲလေးတွေကတော့မြုပ်ကောင်းမှုတွေပါအဲ့ဒါလေးတွေကိုအုံးနှံ့ပြီးတော့ကမလာအောင်ရေပါမယ် ီးရင်ဒဲအိုးကိုအခုပေးပြီးတော့ခမန်းလေးတွေမရတာမှတ်ထားတာကိုဖက်ပြုတ်ပါမယ်။ဟိုရေမထက်ပဲနဲ့လှော်လိုက်တဲ့သဘောပေါ့နော်။ခမန်းပြုတ်ဆိုရင်သူကရေတွေထွက်လာအောင်မဖြစ်ဘူး။ဒီခါလေးနည်းပြီးပါမယ်။ဒီကိုရင်ကျတော့၂000ဘူးနဲ့ခဏလက်တွေအများကြီးရလာပါတယ် ကဲရပါပြီခဏနှက်ထားပါမယ်ကဲဦးလေးအပူပေးလိုက်ပါဦးမယ်ကဲတဲဦးပူလာပြီဆိုတော့အရသာနေထားတဲ့ကဏ္ဍလေးတွေကိုထည့်ချလိုက်ပါမယ်ဒီတော့ထမထဲတော့ပါဘူးဒါလေးကိုပဲကျင်းပြီးတော့ဒီနည်းနည်းထည့်လိုက်ပါမယ်။ကျန်တဲ့ကြက်သွန်ပြူလေးကြီးနေတွေချိုးမှုလေးကတ်နေတာလေးတွေကိုထည့်ဖို့ထည့်လိုက်ပါမယ်။ ပြီးရင်လှော်ပါမယ်။ဒီနှံကလှော်ပြီးပါမယ်။ဒီနှံကနန်းလို့ကဒီလိုခွန်လေးတွေကနီလာပြီးဆိုရင် စားလို့ရပါပြီ။ဒီဘက်တစ်ချမ်းကိုကြောက်ထားလိုက်ပါမယ်။ဒီမှာဒီဘက်တစ်ချမ်းကိုလှမ်းပါမယ်။ပုံလေးကလာအုပ်ပြီးထားလိုက်ပါမယ်။ကနန်းနဲ့ကရေတွေအများကြီးထွက်လာပါတယ်။ ဘက်ဒီဘက်လမ်းပါမယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ယူခန်းနဲ့ဒီထားရလိုက်ပါမယ်နိုင်ကြတော့သူကချက်တော့ဖြူနေရဲ့ခြင်းလေးနည်းနည်းရဲ့စီတက်ပြီးတော့ဒီကနန်းလေးကိုထည့်လိုက်တာပါပြီးတော့မဆလာလေးထည့်ပါတယ်ချက်ခန်းလေးမှာပြီးတော့နန်းနန်းမင်းလေးအုပ်လိုက်ပါတယ် ြစ်ပြစ်လေးရေဟင်းပြစ်ပြစ်လေးစားခြင်းနဲ့ညီပါတော့ကြက်ဥလေးတစ်လုံးဖောက်ပြီးတော့ထည့်ပြီးမှုလိုက်ပါတယ်အဲဒါဆိုကနိုင်ဖြစ်သွားပါပြီဒါကတော့အိမ်မှာကြက်သားရင်းနဲ့ချက်မှဖြစ်တဲ့အတွက်အပြော်သဘောနဲ့စားမယ်အတွက်ဒါလေးကိုပြုတ်ပြီးတော့ပဲအလယ်တူစားလိုက်တာဖြစ်ပါတယ်ရေခန်းနဲ့ထိထားလိုက်ပါမယ်ခုဆိုရင်တော့ရေလေခန်းလာပြီဖြစ်တဲ့အတွက်ပိတ်လိုက်ပါမယ် ဒီထဲမှာစားမထည့်တာပါဘူးခနောဟင်းချက်မုတ်တစ်ခုတည်းပဲထည့်ထားပါတယ်ရှင်ဒါလေးနဲ့အရသာအတော်ပါမယ်နော်ခနောဟင်းချက်မုတ်လေးတစ်စုံနဲ့ထည့်ထားပါတယ်ချင်းလေးရဲ့တံပီလေးရဲ့ထည့်ပြီးတော့နေထားပါတယ်ကဲခုဆိုရင်တော့စားလို့ရပါပြီဒီမှာရဲ့ကနန်းဟင်းကနန်းပေါင်းလေးပေါ့နော်ကနန်းဖလောကနန်းပေါင်း မျိုးစုံခေါ်လို့ရပါတယ်အဲ့ဒါလေးကိုတ िश ူအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါ